စကိုင်းတိုင်းဒေသကြီးဟ ோம் လင်းမြို့နယ်မှာဟ ோம் လင်းမြို့ကနေမောင်းခန့်ကျေးရွာကိုပြေးဆွဲတဲ့ခရီးသည်တွေရင်တစီပလက်လန်တိမ်မောက်ခဲ့တဲ့အတွက်ခရီးသည်2ဦးသေဆုံးပြီး2ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်မှာဟုံးမလေးမြို့ကနေမောင်ခန့်ကျွော်ကိုပြေးဆွဲတဲ့ခရီးသည်73လိုက်ပါလာတဲ့ Highland 4 Wheel အမျိုးအစားယာဉ်ဟာဖေဖော်ဝါရီလတရက်နေ့မိုးလဲတနိုင်ခွဲခန့်ကဟုံးမလေးမြို့အထက်ဦးထိုးစီ Rubber ချန်ရှိအရောက်မှာလမ်းရဲ့အရာဘက်အနေပိုင်းတောဆက်ကိုပလက်အနေထားနဲ့တိမ်းမောက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရှင်တိမ်းမောက်မှုဟာကားလင့်ခွင်ခေါ် ကားနှစ်ခန်းမွေတဲ့ပြုတ်ထွက်တာကြောင့်ဖြစ်သွားတာလို့သိရပြီးရင်မော်ပါတဲ့ခရီးသည်တွေကနှစ်ဦးသေဆုံးပြီးတဦးတရာပြင်းထန်ကကျန်တဲ့ခရီးသည်တွေလည်းထင်ရှားရှိခဲ့တယ်လို့သိရပါဗျ။ ရှင်တိမ်မောက်မှုကြောင့်ရှင်မော်ပါတဲ့ခရီးသည်တွေကအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ဟာဆေးရုံရောက်ပြီးနောက်မှာသေဆုံးသွားခဲ့ပြီးခလေးတအုပ်ကတော့ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတဲ့အနေအထားမှာရှိရလို့ဟ ோம் လီမျိုးမရဲစခန်းကသူရဲမှုဦးကြည်ဆိုကအတည်ပြုပြောပါရယ်။ဒါအပြင်တိမ်မောက်ခဲ့တဲ့ရင်ဟာရင်နမက်မပါရင်လိုက်စင်မပါရင်မောင်းလိုက်စင်မပါတဲ့ကားဖြစ်နေတာကိုလည်းစစ်ဆေးတွေ့ရှိရတယ်လို့သူရဲမှုဦးကြည်ဆိုကဆက်လက်ပြောပါရယ်။ အဲ့ဒီရင်တိမ်မောင်းမှုနဲ့ပတ်သက်ပြီးရင်မစင်မကျင်မောင်းနေခဲ့သူရင်မောင်းတောင်းပို့ကို ရှင်ပါ၃မြေဆောင်2010ရာဇသက်ကြီးဥပဒေပုံမှာ338မြေဆောင်338 304ကာကြီးနဲ့အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။